အားလုံးပဲမင်္ဂလာပါရှင်စူတရော page ကနေပြန်မှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကတော့တဖက်လူကကိုပေါ်ထားရှိရဲ့အမြင်ကို pick up by reading လေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ reading ကို crash rs ace situation ship မြည်သူမစိုးကြည့်လို့ရပါတယ်နော်ဒါအပြင် free reading တွေကလည်းဒီသတင်းကြော့အဖိတ်နေအထီကိုလေမိကုံတောင်ကို free reading ပေးနေတာမဟုတ်လို့ suitor page messenger မှာလာရောက်ပြန်မှမြင်ရနိုင်ပါတယ်။ ဒီ YouTube channel ကို subscribe subscribe လုပ်ဖို့လည်းမမိပါနဲ့เนาะအဲ့တော့ reading လေးသွားကြမယ်ဒါလေးက pie 1ဒါလေးက pie 1เนาะ pie 1ပြီးရင် pie 2ပြီးတော့ pie 3ပေါ့เนาะဒီ pie 3ခုလေးကိုတခြားအယုံပြုပြီးတော့မှအဆင်ပြေနေလေးထားပြီးတော့မှကိုအရွေးချယ်ခြင်းဆုံးဖြစ်တယ်ဆိုတော့ pie လေးကိုရွေးချယ်ပေးပါ ဖို့ဆိုရင်ဖိုင်နဲ့ရွေးပြီးလောက်ပြီပေါ့နော်အဲ့ဒီတော့ဖိုင်ဝမ်းလေးကိုတောက်လိုက်ကြမယ်နော်ကိုရဲ့ energy ကိုရအရင်ဆုံး check လိုက်မယ်ကိုရဲ့ energy မှာတဲ့ကိုကတဲ့အချစ်သစ်ပေါ့နော်အဲ single ဆိုရင်အဲ single တော့ဟာ RS တော့ပေါ့နော်ဒီကလုံးဝဘာမှမရှိတဲ့ single ကတော့ကြည့်လို့မရဘူးပေါ့နော်ဟို crush တော့ RS တော့ ဒီ S2 ဆိုရင်ကိုကလေ new beginning ပေါ့နော်အာအချစ်တက်ကိုမျှော်လင့်နေရမျိုးရှိရဲ့တဲ့ပုံစံအတ္တနဲ့စတည်ဖို့ပေါ့နော်ကိုကတကယ်လို့ဒီတခြားလက်ရှိကိုယ်စိတ်ထဲမှာရှိရလို့မဟုတ်ပါနဲ့တဲ့တခြားအချစ်တက်ကိုမျှော်လင့်နေရမရှိဘူးဆိုရင်ပေါ့နော်ဒါလေးကတော့ဖိုင်ဝမ်းရဲ့ဖို့ပေါ်ထားရှိရဲ့အမြင်ပေါ့နော်တက်လူကအဲ့ကိုနဲ့ပတ်သက်တဲ့အပတ်သက်လာပြီဆိုရင်တော့လေသူကလေဟိုမှာမှန်ကန်လေးပဲ မှန်ကန်လေးပုံမှန်လေးပဲကိုနဲ့အဲ့လိုပုံမှန်လေးစကားပြောဆိုပြန်ပါလေဖြည်းဖြည်းနည်းနည်းပဲသွားချင်တယ်ပေါ့နော်သူ ware သူ့အမြင်อ่ะပေါ့နော်သူ့အမြင်လို့ပဲပြောမလားဒီမှာတော့လေသူ့အမြင်ထားအဲ့လိုသူ့ရဲ့စိတ်ခံစားချက်ကိုပို့ပြီးမှတော့ပြနေပေါ့နော်လေဟိုသူကလေအဲ့လိုဖိုင်းဝမ်းပေါ့မြင်တဲ့အမြင်อ่ะတဲ့ဖိုင်းဝမ်းပေါ့မှာလေသူကအရင်ရောအဲ့လို စိတ်အာရုံနှစ်ထားမျိုးမတွေ့ဘူးပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကသူကလေအဲ့လိုဒီကက်တီကိုကြီးလိုက်တဲ့အချိန်မှာဟိုဖတ်တာကတော့တစ်ဖက်လူကကိုယ်ဘယ်လိုမြင်လဲပေါ့နော်အဒီမားကြတော့လေတစ်ဖက်လူကကိုယ်ဘယ်လိုမြင်လဲဆိုတာအထက်ကိုသူကအဲ့လိုသူ့ကိုသူပဲ focus လုပ်နေတယ်လို့ပဲအာရုံရတယ်ပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကသူကအဲ့လိုစင်ပေါ်ရပဲပေါ့နော်အဲ့လိုကိုယ်ကိုလည်းသူ့ရဲ့ priority ပေါ့နော်ဟိုတစ်ခုအနေနဲ့ပေါ့ option တစ်ခုနေစဉ်းစားကြတစ်ခုအနေနဲ့ပဲစဉ်းစားရတယ်ပေါ့နော် သူကအဲ့လိုကိုယ့်ပေါ်မှာလေအဲ့လိုတသက်မမှန်ကြီးအရင်ဟိုအမြင်တွေပါပြီးပေါ့နော်ရှိနေရမျိုးတော့မဟုတ်ဘူးတဲ့ဒီမှာလေသူ့မှာကကိုယ့်အပြင်ကိုတခြားတစ်ယောက်လည်းရှိနေတယ်ပေါ့နော်တခြားတစ်ယောက်လည်းရှိနေတယ်ပုံပြမခိုင်မာသွားတာလေဒီလိုမျိုးနှစ်ယောက်ပေါ့နော်ဒီလိုမျိုးပဲပါတဲ့ခါကြတော့လေကိုယ့်ပေါ်မှာတော့အရင်ရောအာရုံစိုက်နေဘူးရဲ့ဖြစ်ော်လေနောက်တစ်ခါကြတော့လေ तू ကကိုယ့်ဘယ်လိုမြင်လဲဆိုရင်တော့လေကိုကအဲ့လိုသူနဲ့ပတ်သက်ပြီးရမှလေသူ့ပုံမှာသွားပြီးရမှလေ control လုပ်တာရှိတာပေါ့နော် ကွန်ထရိုးလုပ်တာမျိုးရှိတာအဲ့ဒီဟာလေးပေါ့တစ်ချက်ပေါ့သူ့ဘောင်လွှမ်းမိုးလို့စိတ်များတယ်လို့တော့သူမြင်တယ်ပေါ့နော် and leo energy က strong ဖြစ်နေမယ် and leo energy strong ဖြစ်နေမယ်ဒါပေမဲ့ကိုကသူ့ဘောင်မှာလွှမ်းမိုးတယ်လို့သူခံစားနေရတယ်နော်သူကလေကိုနဲ့ပတ်သက်ပြီးအောင်ပါတယ်ကိုကလည်းလက်မလွတ်ချင်ဘူးနောက်ပြတ်သူ့မှာလေနောက်ထပ်သူပတ်သက်နေတဲ့လူတော့ရှိနေမယ်အဲ့ဒီလူကိုလည်းသူကတော့လက်လွတ်မှာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုပြောလို့တဲ့ तू อ่ะဟိုဘက်ကိုပို့ပြီးတော့มาย้ายနေရလားပေါ့အဆက်ย้ายနေရလားဆိုရင်တော့မဟုတ်ဘူး तू อ่ะလေဟိုငါဘယင်မဲစင်ပေါ်อ่ะပေါ့เนาะအဲအဲ့လိုအာဂျန်ငါတော့ SKB ပဲပေါ့အဲစောကြီးပဲပဲပေါ့အဲအဲ့လိုပုံစံမျိုးနဲ့လေ तू อ่ะဟိုကိုကိုနဲ့လည်းဒီလုံးမယ်တခြားလူနဲ့လည်းဒီလုံမယ်ပေါ့အဲအဲ့လိုပုံစံမျိုးတော့တွေ့ရတယ်เนาะခုပေါ်အမြင်ကတော့ဒီသူ့ကိုနှမှုလို့စိတ်များတယ်ပေါ့ အဲ့ဒီဟာကိုပဲတွေ့ရတယ်เนาะဒါလေးကတော့ primary reading ဖြစ်ပါတယ်။အော်ဒီမှာသိချာမြင်ရအောင်ဒီမှာက strong cut ကြတာပေါ့เนาะဒီမှာကတော့ four pentacles ပေါ့ pine tree အခုလက်ရှိမှာဗားရီခံစားနေရတယ်ပေါ့ဗားရီခံစားနေရတယ်တဲ့อืมไพทูโรကလေဘယ်လိုမျိုးခံစားနေရလဲဆိုတော့တဲ့ไพทูโรဒီ နှလုံးသမားပေါ့နော်နှလုံးသားကိုဦးစားပေးရတာအုံနောက်ကိုရွေးချယ်တယ်လို့ဖြစ်လိမ့်မယ်ပြီးတော့လေဒီ reading ကိုကြည့်လိုက်တဲ့အချိန်မှာကိုယ့်ဘက်ကအနေကြီးရလေကိုကတစ်ဖက်လူအပေါ်မှာကိုယ့်ဘက်ကနေပြမှာဒီလူဒီငါငါတော့တင့်တော်တယ်ပေါ့နော်ငါတော့တင့်တော်တယ်အဲသူနဲ့ဆိုရင်တော့ငါအဆင်ပြေနိုင်မယ်သူနဲ့ဆိုရင်တော့ကိုကားပေါ့နော်အဲ့လို အဘလိုမဲ့အချစ်ဆိုတာကြီးထက်ကိုပေါ့နော်ဟိုလက်တွေ့ကြတဲ့မိသားစုဘဝတည်ထောင်နိုင်လောက်တဲ့လူပေါ့အဲ့လိုမျိုးကိုကမြင်နေရမျိုးရှိရဲ့တဲ့မြင်ပြီးတော့မှတဲ့ကိုကလေအဲ့တစ်ဖက်လုံးနဲ့ new begin နဲ့အာပေါ့ ace ပေါ့နော်သူကအဲ့လိုတည်တည်ငြိမ်ငြိမ်နဲ့ဘဝတက်တစ်ခုကိုစချင်နေပေါ့ဒီလိုမျိုးတည်ငြိမ်တာနော်ဟိုဘယ်လိုမလဲအချစ်တွေနဲ့လွှမ်းမိုးပြမအဲ့လို ခန်းစားချက်တွေအရင်ပြင်ထက်နေအောင်လို့မဟုတ်ဘူးเนาะ RSP ဆိုရင်လည်းဒီလိုနဲ့ကိုက Merit Light ထိသားခြင်းနဲ့ Crest ဆိုရင်လည်းဒါတည်ငြိမ်တဲ့ relationship တစ်ခုကိုတည်ထောင်ခြင်းနဲ့ Ace ဆိုရင်လည်းဒီ Ace နဲ့ကိုကပြန်ပြီးမှပြန်အဆင်ပြေပြီးမှ Ace နဲ့ marriage life ထိသွားခြင်းနဲ့ပေါ့เนาะအဲ့လိုမျိုး energy ရပါတယ်ဒီဟာက energy gap ပြီးဆိုရင်တော့တစ်ဖက်လူရဲ့ကုပ္ပောထားရှိအမြင်ကိုစက်ကြည့်လို့ရပါတယ်ဒီမှာဒီကို energy check ပါတယ်လေ မကိုက်ဘူးဆိုရင်တော့ဆက်မကြည့်နဲ့ပေါ့နော်တခြားပိုင်းလေးလည်းရွေးပေါ့တကယ်လို့1 2 3ရွေးလို့မှအဆင်မပြေဘူးဆိုရင်တော့ဒီ video ကကိုတော့မဟုတ်ဘူးပေါ့နော် ထူတော့ကလေအုံနာသမားဖြစ်နေလို့လားတော့မပြောတတ်ဘူးဒီလားဒီမှာ death ဆိုတဲ့ကတ်ကိုကြားပါတယ်ဗောနော် death ဆိုတဲ့ကတ်ကိုကြားပါတယ်ပြီးရောတဲ့ energy တွေကနည်းနည်းအကောင့်ဘက်ကမတအောင်နော်အကောင့်ဘက်ကမတအောင်ဆိုလေအခံစားရတဲ့ဟာတော့ death ကိုကြားလာဆိုလေဒီဖက်လူကကိုယ်နဲ့ပတ်သက်ပြီးရောမားတဲ့သူတခုခုတော့လေဟိုအဆုံးသတ်တော့မယ်ပေါ့ဒီမှာတော့အဆုံးသတ်တယ်လို့ပဲ energy ရတယ်ဗောနော် energy ရတယ် and crash ဆိုရင်လည်း तू ကိုကိုမ crash တော့ဘူး all right ဆိုရင်လည်းပြောရရင် तू ကအနမ်းမရှိနေမှာနည်းစိတ်ကုန်နေတဲ့ပုံစံမျိုးပေါ့နော်အဲစိတ်ကုန်နေတဲ့ဒီ condition ကိုလက်လွတ်ချင်တယ်အဲ့ဆိုရင်လည်းကိုယ့်စီကိုပြတ်မလာခြင်းဘူးဘာလို့လဲဆိုတော့တဲ့ကိုကလေအဓိကအဲ့လိုတစ်ဖက်လူကဘာတွေးနေလဲဆိုတဲ့ခါကျတော့ကိုယ်ဘယ်လိုမျိုးလဲဆိုတော့ကိုကသူ့ပုံမှာအရန်ကိုမှတ်မှုမှုအားများနေတယ်လို့သူခံစားနေရတယ်ပေါ့နော်သူခံစားနေရတယ်အဲ့ဒါကြောင့်မလို့ပဲဟို ်ရက်ဆိုရင်လည်းလက်ရှိတွဲနေရဆိုရင်လည်းဟိုကိုဘက်ကမင်္ဂလာဆောင်ခြင်းနဲ့ပေါ့နော်ဟိုအစနာ energy ချက်တက်ခြင်းမှာကိုဘက်ကရက်ဆိုရင်လက်ထပ်ခြင်းနဲ့နော်အဲ့အနေထားကိုသူ့ဘက်ကလေတွတ်ဆော့တွတ်ဆော့လုပ်နေရတည်လားသူရှိမတတ်ခြင်းဘူး crash ဆိုရင်လည်းအမ်ကိုနဲ့ကိုကိုနဲ့သူနဲ့ရပေါ့နော်ဘမတော်တိတ်ပြမမဟုတ်သေးပဲနဲ့သူကဘာကိုကသူ့ပေါ့အရန်လှမှုပါလားပေါ့အဲ့လိုမျိုးသူမြင်နေတာမျိုးရှိတယ်နောက်ပြီးတော့အဲ့ဆိုရင်လည်း သူရဲ့လွှမ်းမိုးမှုကြောင့်ပေါ့နော်ကို့ပေါ်မှာကြက်လာခြင်းဒါမှ तू ကငါတို့အရင်လိုပဲရန်နေထပ်ဖြစ်နေရအောင်မလားဒီလိုမျိုးလားဗာမျိုးလားအဲအဲ့လိုမျိုးသူတွင်းနေရမျိုးရှိတယ်။နောက်ပြီးတော့ IS တေဆိုရင်လည်းအငင်းခုန်နေရမျိုးရှိမယ်။ Crash ဆိုရင်လည်းသူ့မှာကိုယ့်ရဲ့ဒီလွှမ်းမိုးလိုတဲ့စိတ်ကြောင့်မလို့သူ့ဘက်မှာအစအစအစတက်အပေါ်ထပ်ပြီးဒီနောက်ပြန်ဆုပ်ဖို့ပေါ့နော်။ကိုယ်မ Crash တော့မယ်နဲ့တခြားလူ Crash ဖို့သူတွင်းနေရမျိုးရှိရပေါ့နော်။နောက်ပြီးတော့တဲ့သူ့ဘက်ကလေး तू อ่ะဟုတ်ပါတယ်ဒီရက်နဲ့ဒီရက်နဲ့ဆိုလဲ draw guide တယ်เนาะဒီရက်နဲ့ဒီရက်နဲ့ draw guide လဲဆိုတော့ဒီမှာဆိုလဲ तू อ่ะကိုနဲ့ပတ်သက်တဲ့ခန်းစားချက်တွေကို तू อ่ะတိတ်ဆဲထားပြီးတော့มาတယ် तू อ่ะ तू လုံးဆရာရှိရတယ် तू လုံးလိမ့်မယ်ဒီလားဒီမှာဆိုရင်ဒါသူ့ကို तू focus လုပ်နေเนาะ focus လုပ်နေရဲ तू အလုပ်တွေကို तू လုပ်နေရဲ तू လုံးဆရာရှိရတယ် तू လုံးနေရဲဒီတိုင်းမဲ့ तू ရှိဆက်သွားမယ်လို့ तू ဆုံးဖြတ်ထားမျိုးရှိရယ်เนาะ pantry ရဲ့ဒီ pantry ကြီးရဲ့လူပါ ကိုယ့်ရဲ့ energy အရင် check ပါเนาะဒီ energy check တာမှန်တယ်ကိုက်ညီရလို့ခံစားရမှာပဲနောက် reading လေးကိုဆက်ကြည့်ပေးပါအခုချိန်မှာတဲ့အခုချိန်မှာပေါ့နော်ဒီ Pi 3တို့ကတဲ့ဘယ်လိုမျိုးခံစားနေရလဲဆိုတဲ့ခါကြတော့လေ Pi 3တို့ကတဲ့ကိုယ့်အနေကိုလည်းတယောက်တည်းလဲကိုယ်ကအဆင်ပြေရယ်ဆိုတဲ့အနေထားမျိုးရှိတယ်ပေါ့နော်ဒီအခုအနေထားမှာဟိုကိုယ်ကကိုယ့်ပုံမှာပေါ့နော် ကူညီဆောင်မှနေတဲ့အကြီးတရားတော့ရှိရပါတော့အဲတစ်ဖက်အဲ့အဲ့လူကတစ်ဖက်လူလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဒီဆွေမျိုးသားချင်းတွေอ่ะပေါ့နော်အကြီးတရားတော့ပေါ့အဓိကကိုယ့်ထက်အသက်ကြီးရဲ့လူကကိုယ့်ကိုကူညီဆောင်မှနေတာမျိုးရှိရတဲ့ပြီးတော့လေကိုကလေအမ်တစ်ဖက်လူနဲ့ပတ်သက်ပြန်มาလေမိသားစုဘဝအထီးကိုပေါ့နော်ဟိုဖိုင်2နဲ့မတူတာက Pine 3တို့ဒီအချစ်တွေနဲ့တိဆောက်ထားတာเนาะ Pine 2တို့ကကြတော့ ငွေရင်းကျင်းရုပ်ပိုင်းဆိုင်ရာနဲ့အဓိကတိစောက်ထားပါဘောเนาะအဲ့လိုမျိုးပေါ့ဒီပြောရင်တော့ဒီ find 3တော့နှလုံးသားသမားပါဘောเนาะအဲ့တော့ energy guide တဲ့ဆိုရင် now ဟာ reading လေးဖတ်ပြပါဘောเนาะ now reading ဆိုတာလည်းတစ်ခါလို့အကုတ်ဘယ်လိုမြင်လဲပေါ့အဲ့ဒီဟာကိုကြည့်ပြသမှာဖြစ်ပါတယ်ကဲအဲ့တော့ဒီ tag ပြပြတော့လိုက်တော့မယ်ရောရတဲ့ဖလူအကူပေါ်မှာဘယ်လိုမျိုးမြင်နေလဲပေါ့နော် country တော့ကတော့ energy ကောင်းတယ်เนาะ energy ကောင်းတယ်ဆိုတာအထက်ကိုဘယ်လိုပြောရမလဲမြင်ရမြင်ရ country တို့ရဲ့တစ်ဖက်လူကတဲ့ခုချိန်မှာကိုနဲ့အဲ့လိုလေဟိုကလူကြီးစဲတွေပြောစကားပြောစနေပလီပလာလေးတွေဒီဒီတတလေးတွေပြောနေတာနောက်ပြီးတော့ဟိုတစ်ဖက်လူနဲ့ကိုနဲ့ဈာမပေါ့เนาะအဲ့လိုရှင်ခုံစိတ်လှရှားမှုလေးဖြစ်ပေါ်နေရပေါ့ crush ဆိုလဲကိုကသူနဲ့ရင်ခုံစိတ်လှရှားမှုလေးဖြစ်တယ်နောက်ပြီးတော့ RS ဆိုရင်လည်းအဲ့လို တွဲကစားလေးလာပါလားမပြောတတ်ဘူးเนาะအဲ HD ဆိုလဲကိုနဲ့ပြင်ပေးမှာအဆက်အသွယ်ရနေတယ်ထင်ပါတယ်ကိုနဲ့အဲ့လိုတငယ်ချင်းလို့လို့ဘာလို့လို့နဲ့စကားတွေဘာတွေပြောနေရပေါ့เนาะအဲ့ဒီအနေထားမျိုးတွေ့ဖြစ်နေအောင်တွေ့ရတယ်တဲ့ဒါပေမဲ့တဲ့အခုချိန်မှာသူ့အတွက်ကို့အပေါ်မှာထားရှိရအမြင်ကတော့ तू อ่ะလေကို့ကိုကိုနဲ့ပတ်သက်ပြီးမှအရင်ကတော့ तू အာရုံရှိမနေဘူး तू ရတဲ့ အာယုံမရှိနေဘူးဆိုပေမဲ့ तू ကလေအခုချိန်မှာ तू ဘာတွေဥစားပေးနေလဲတော့မသိနော်ဘာတွေဥစားပေးနေလဲတော့မသိဘူး तू မှာဥစားပေးရမယ့်အရာတစ်ခုရှိတယ်တဲ့ဒါပေမဲ့ तू ကလည်းနှလုံးသားတော့နူးညံ့ပါတယ်ဒီလားနှလုံးသားတော့နူးညံ့နေနူးညံ့နေပြီးတော့ကိုကပေါ့နော်အိမ်မောက်အခုကြည့်ရတော့လေ तू ကလေကိုနဲ့တိုးတဲ့အိမ်ထူထောင်ခြင်းလို့ပဲခုချိန်မှာကိုနဲ့အဲ့လိုရင်ခုန်ဆက်လို့ရှာကြစကားလေးပြောပြီးမှပလီပလာလေးတို့ပြောပြီးမှလေ သူ့ကိုသူ stable ဖြစ်နေအောင်တိဆောက်နေလာတော့မပြောတတ်ဘူးနော်ဒီလားပြီးတော့လေသူအားတဲ့ကိုနဲ့ပတ်သက်ပြီးတော့မှသူဘာလို့ရမလဲဆိုတော့ကိုတေချာလေးသူစိတ်ဆုံးဖြတ်ထားတာရှိရဲ့စိတ်ပိုင်းဖြတ်ထားတာရှိရဲ့ပေါ့နော်ပြီးတော့လေကိုပေါ့လေအမြင်လည်းတော်တော်လေးကောင်းပါတယ်ဒီလားအမြင်လည်းတော်တော်လေးကောင်းတယ်ဟိုကိုနဲ့သူနဲ့ဆိုရင်သူ့မှာအဲ့လိုစိတ်ညစ်စရာကြီးစိတ်ပြပြောင်းစရာအာပေါ့နော်စိတ်ညစ်စရာကြီးရှိတယ်ပေါ့ ဒီလိုစိတ်ရှုပ်ဆရာရရှိရင်တော့ကိုနဲ့စကားပြောလိုက်ရင် तू ကဘယ်လိုပြောမလဲအေဂျင့်သွားရတယ်ပေါ့နော် peace ဖြစ်သွားရတယ်ဆိုတော့အနေထားလေးကိုကိုကသူ့ကိုပေးစမ်းနိုင်တယ်ဆိုလို့ तू ခံစားနေရတယ်ပေါ့နော်အဲ့ဒါကြောင့်လို့လေ तू ကဒီမှာဆိုလဲဒီလိုမျိုးကိုနဲ့စကားလေးတွေပြောပြီးတော့မှ तू လှုပ်ရှားရှိရလေးတွေကိုလှုပ်တယ်သူကောင်းတယ်မှလည်း तू စဉ်းစားနေရရှိတယ်ပေါ့နော်နောက်ပြီးတော့ပြတ်သားတယ်ဒါပေမဲ့ तू ကကိုနဲ့ပတ်တိုင်တော့အကောင်းမြင်တယ်နော်အကောင်းမြင်တယ် ဒါလည်းကတော့ point 3ပေါ့နော်အဲ့တော့ retail လေးကတော့ပြီးပါပြီ short retail ပေါ့နော်မြန်နိုင်တယ်မမြန်အောင်တော့ပြောထားပဲပြောပြောနေရတော့ရှေ့သွားတာအရင်ရှေ့သွားရင်တော့ video ကခွဲတင်ရမှာပေါ့နော်ကဲအားလုံးပဲတတား